အဲ့ဒါကိုဘိုးကြီးနောက်လိုက်လာတဲ့အောင်ဘူးနဲ့မောင်ဘူးကမြင်သွားပြီးမောင်ဘူးကဟာကိုမကိုဘိုးကြီးနဲ့ကိုတော့ဘာဖြစ်နေကြလဲမသိဘူးကွာလာလာလာတွားကြည့်အောင်အဲ့လိုပြောပြီးထွက်သွားမယ်အလုံးအောင်ဘူးကဟဲ့မတော်နဲ့လာငါတို့သွားရင်လေငါတို့ပါချခံနေရမှာဒီကိစ္စအောင်လीကိုကြီးဖိုးထူးတို့သွားပြောအောင်ငါတို့ဖြည့်ရှင်းနိုင်မယ့်ကိစ္စမဟုတ်ဘူးကွာ တရက်တော့ဖိုးတူရိုတတိတရက်မှာကျွေးရီတတိတိနဲ့ဘောလုံးကစားနေကြတယ်ကစားရင်းနဲ့မောလာတော့ဖိုးတူကဟဲ့နီနေုံနေုံငါတပွဲအောင်မဲကွာငါမောလာပြီမစော့နိုင်တော့ဟိုရေသွားတောက်လိုက်အောင်မယ်ဖိုးတူလည်းအဲ့လိုပြောပြီးတော့သူတို့ဘောလုံးကန်နေရဲ့နေရာနဲ့မနီမွေးကရေဝုစင်မှာရေသွားတောက်တယ်တော်ပေါ်နဲ့ငပင်ကငါတို့လည်းလိုက်ခဲ့မယ်ရေစာလို့ဒါနဲ့၃ယောက်သား ရေအိုးစင်ရှိတဲ့နေရာကိုရောက်လာကြသည်။နိုင်ရင်တော့မနော်။ငါတို့တော့မောနေပြီဟ။ဟမ်။အဲ့လိုနဲ့ရေအိုးစင်ဖုံးခုဖွင့်ပြီးရှေခန်းအတောင်းအိုးထဲမှာရေတဆက်မှရှိမနေရဘူးသိလိုက်ရသည်။ဟာရေလက်တဆက်မှမရှိဘူးကွာ။တော့ပါပြီကွာမောပါနေစိုးမှပဲ။ဖိုတူစကားကြောင့်အနောက်ကရေတောင်ပဲငပိနေတုပ်ပေါ်ပါစစ်ညစ်သွားကြသည်။ဟာရေမရှိဘူးလားဟ။ ဒလုံးနဲ့၃ယောက်သာကစားတဲ့ဘက်ပြန်မသွားနိုင်သေးရနဲ့ရေဩစင်အောင်မှထိုင်ချလိုက်ကြသည်အေးကွာဟုတ်ပါငါလေရွာဝင်လမ်းရေဩစင်ဆိုတော့ရေတော့မပြည့်ရှိမထင်နေရဟာဖိုတူအဲ့လိုပြောမှငပိန်လေးရေဩစင်ကိုတေချာကြည့်မိသွားတယ်ဟဲ့ကြည့်စမ်းပါကွာရေဩစင်မှာရေမရှိတာအခုမှမဟုတ်လောက်ဘူးကွာတက်နေတဲ့ရေညှိတောင်အစိမ့်ပွင့်အောင်ပြောင်းနေပြီငပိန်ပြောမှ ကိုတူလေတတိသားကြည့်မိလိုက်သည်။အေးကွာဟုတ်ပါ။အဲ့ဒီအချိန်သူတို့မိမိတိုင်းနေရဲ့ရေအိုးတင်နေစဉ်ကနေနေရကိုတုပ်ပေါ်ကမြင်သွားတယ်။ဟဲ့မီမိမနေနေအောင်စင်ကနေနေရဲ့ကွာတော်ကြကြိုးသွားအောင်မေ။ဒါနဲ့သူတို့တတွေလည်းထားလိုက်ကြသည်။အဲ့ဒီမှာတက်ပြီးတောက်တဲ့ရေခွက်ပါညက်ပက်နေအောင်မြင်သွားတယ်။ဖိုးတူလေတပြင်းချလိုက်သည်။ဟောမဖြစ်ဘူးမဖြစ်ဘူး။ ဒီရေဦးစီအောင်ဖြတ်ပြီးအစ်စ်ပြန်ဆောက်မှာပဲဖြစ်မှာအဲ့ဒီကြလीငါတို့လိုလာကစားတွေခလီတွေတွေ့ရောရွာဝင်မှာမောလာတဲ့လူတွေရောအကုန်လုံးအစင်မြင်မှာဖိုးတူရဲ့စိတ်ကူးဖို့ငပိန်နဲ့တော့ဘောကလည်းထောက်ခံကြသည်တော့ဘောကဒါဆိုငါတို့ရွာလူကြီးကိုဒီကြောင်ပြောပြီးတော့ရေဦးစီအစ်စ်ဆောင်မယ့်ကိစ္စလုပ်လိုက်ကြတာပေါ့နောက်တည့်ရက်မနက်မှာတော့ ဖိုဒူရိုရဲ့စိတ်ကူအတိုင်းရေအိုးစင်ကိုပြန်ပြက်ပြီးအသစ်ဆောက်ကြတယ်။ရေအိုးတင်မဲ့စင်ကိုလည်းတက်သားနိုင်နေတဲ့တေချာဆိုင်ပြီးခံရအောင်လုပ်ကြတယ်။ဖိုဒူဟာတန်နေတူကိုရိုက်တယ်။ဟျောင်းဒီတိုင်ဝန်တေချာကင်ထားနော်။ငါခံရအောင်လို့တန်နေရိုက်မလို့။အေးအေးရိုက်လိ။ငါကင်ထားတယ်ဟာ။တပတ်မှလေမိဝိုင်းနဲ့ငပိန်တို့ကငပိန်ကပေါ်ကရိုက်ပြီးမိဝိုင်းကအောက်ကကင်မိထားတယ်။အဲ့လိုနဲ့နောက်ဆုံးမှာ ဆင်ဆောက်တာလည်းပြီးသွားတော့ဖို့သူကဟဲ့ငါပဲငါမျိုးကမနေ့ကမှလိုက်တဲ့ရင်းနှင်းကြီးစီးပြီးပါရမလားရှိရရှိငါဟောဟောစီရမှာထားတာတွေကခဏလေးငါတော့ယူလိုက်အောင်မယ်ငါပဲလဲအဲ့လိုပြောပြီးတော့ခီးသွားနေနားနဲ့ရက်ပေါ်ကိုတက်သွားတယ်ဆရာဘောရောက်တော့အပေါ်မှာခီးသွားနေရောက်တိုင်းနေရတွေ့လိုက်ရပြီအဲ့ဒီတရားတယောက်ကဟဲ့ညီလေး မင်းတို့မောနေရောပေါ့လာအချွေလေးပါလေတောက်ပါသူတို့ရှိမှရှိရဲ့မုတ်တေရေကအချွေဘူးကိုငပိတ်ဝင်ပြီးဟိုရရေကိုကြီးတို့ရဲ့နင်းနင်းကိုကြီးတို့ခီးပန်းလာတာပဲကိုကြီးတို့ပဲတော့ပါဟိုကျွန်တော်တို့ကလှုပ်လိပြီးမှပဲအိမ်ပြန်ပြီးတော့တောက်လိုက်တော့မယ်ဗျငပိတ်အဲ့လိုပြောလိုက်တော့ယောက်ျားကြီးကလာပါကွာကိုကြီးတို့လည်းဝဲလာတာမဟုတ်ဘူးရဲ့အလေကားရလာမင်းတို့ရွာအောင်မရောက်ခင်ရှေ့တူရမှာအခုလိုပဲပရိသာမုတ်ဆိုင်ဆိုပြီး ကြိုက်တဲ့သူယူလို့ရတယ်ဖူးစပောင်လေးလောက်ထားတယ်ကွအဲ့ဒီကနေနည်းနည်းယူလာတာဟာဗျဖူးစပောင်ဟုတ်လားဗျဘလို့မျိုးလဲရင်ကိုရို့ဒါနဲ့သူတို့တွေတယောက်ကိုတယောက်ဆိုက်ကျင်းလိုက်ပြီးငပိတ်ကိုသူတို့ရှိုက်ထားတဲ့ပုံပြလိုက်တယ်ဒီမလေးဖူးစပောင်ဆိုတာဘေးမှာရေခဲတက်တာအသေးလေးရှိဖူးစပောင်ထဲမှာတော့မုတ်တီအများကြီးရှိဘေးကရေခဲတက်တာထဲမှာတော့အချိုရည်တွေအများကြီးရှိတယ်ကွအဲ့တရာပဲကိုကြီးတို့ယူလာကြတာလीအ ငပိန်ကသူတို့ပြတဲ့ပုံကိုကြည့်တယ်။မစိုးနော်အကြံလေးကောင်းတာပဲဗျ။ဟုတ်ကျွန်တော်လည်းတကယ်ချင်းနေနဲ့တိုင်ပြီးတော့လှုပ်ကြည့်လိုက်အောင်မေငပိန်လည်းအဲ့လိုပြောပြီးအထမှာသူတို့ဘီမှာရှိတဲ့ကြွကြွကြီးထဲမှာမုတ်တီနိုင်ရှိနေတာတွေ့သွားတယ်။ဒါပေမဲ့လည်းဘာမှမသိရနဲ့ရင်းနေကြည့်ဘူးသာယူပြီးတော့ရဲဘော်ကနေဆင်းသွားတော့တယ် ငပင်ရေဦးစင်သာပြန်ရောက်လာခြင်းဆောင်းမရောက်နေအောင်တွေ့လိုက်ရတယ်။ဩဆောင်းမလည်းရောက်နေရပဲ။ဘာလဲ။မင်းမလာကူတာလား။အေးပေါ်ဟာပြောဘာကူလုပ်ပေးရမလဲ။ဟမ်။อืมလုပ်ဆရာဆိုရင်တော့နေနေမိဝိုင်းကဟိုငါတို့ရေဦးတွေရောက်နေအန်ဒီထွေးဆိုင်ကမြို့နှုံးမှာထားရှိတယ်။အဲ့ဒါကိုသွားယူ။ယူပြီးရင်ရေရင်းကရေဆွဲပြီးတော့ဒီကိုလာခဲ့လိုက်တော့အဲ့ဒီအချိန်ဆိုငါတို့စေတော့လာပြေးလောက်ပြီးဟာ။ဩဟိုနောက်ပြီးတော့ တောက်ရီကလေးပါဝယ်ခဲ့ပါဦးဟာငပိန်ပြောတာနဲ့စောင်းမနဲ့မိဝိုင်းလေးထွက်သွားကြတယ်သူတို့ထွက်သွားနေဖို့သူတို့တတိကစေတုတ်တန်နဲ့စင်ဟောစတုတ်တော်တယ်အဲ့ဒီအချိန်ဖို့သူဟာဟဲ့ငပိန်ငါတို့ဖူးစပေါင်လေးထောင်းမလို့အဲ့ဒါမင်းစိတ်ဝင်စားလားဖူးပေါင်ဟုတ်လားပရိသာမောဆိုင်ကိုပြောတာလားမင်းတို့ကအဲ့ဒါကိုဘယ်လိုသိကြလဲငါလဲခုပဲအဲ့ဒါပြောတော့မလို့ ဟုတ်လားခုနကစောင်းမှတ်လာရင်လည်းပြောတာဟာရှစ်တရာမှာအဲ့လိုလုပ်နေရတဲ့အထူးသဖြင့်ကတော့လဲလုတ်ပြီးမမောနဲ့ပြန်လာတဲ့လူတွေအတွက်အချွေလေးတောက်ရင်အမောပြေသွားတာမျိုးလို့ဘိုက်ဆာနေတဲ့သူရှိရင်လည်းယူစားလို့ရအောင်ပေါ့ကွာဒီနေ့မှာတော့အဆင်ပြေမယ်တင်နေအေးလောက်ကြတာပေါ့ကွာငါဆုထားလေးတွေမဝယ်လို့ရအောင်ထည့်မယ်လीအေးဟုတ်တယ်အများကုသို့ဖြစ်သွားအောင်ဟိုရွာလေးရလူတွေကိုလည်းထည့်ခိုင်းရမှာပေါ့ခဏနေတော့ ဂျီအိုကိုစီတန်းပြီးမိဝိုင်းနဲ့ဆောင်းလို့နေအောင်လာနေကြတယ်။တုပ်ပုံးကဟာဟိုမှာလာနေကြပြီ။မိဝိုင်းကအနားရောက်လာတယ်။ဟဲ့ကိုကြားကြမအောင်ဟာအမလီမောလိုက်တာဟုတ်ပဲ။ဒါနဲ့ဘုဒ္ဓရုတတွေလေမိဝိုင်းနဲ့ဆောင်းကောင်မကရှင်အိုးတွေကိုကူပြီးဂျီအိုစင်ပေါ်ချပေးလိုက်ကြတယ်။အိမ်နောက်တော့ငပင်းကငါမလိုက်တဲ့ရေခွက်ပါခဲ့လား။ပါပါတယ်ဟဲ့နေရလေ။ နေငါမောလို့ရင်ဆုံးတောက်လိုက်အောင်မေစောင်းလေပြောပြီးပြီးချင်းဝဲလာတဲ့ခွန်းနဲ့ခက်လာတဲ့ရှိကိုတခါလေးတောက်လိုက်တယ်အမလေးရေရေအေးနေရပဲနေတော့လေကုတူတော်တော်ရမှာတိလားနေဘူးဘူးမှာအေးများတဲ့ရေဦးစိန်စောက်တယ်ဆိုတာနဲတဲ့ကုတူမဟုတ်ဘူးရေကျိုဆဲပါတယ်ဟာနောက်ရက်မှာတော့သူတို့မဖိုးလေးတွေစုပြီး ရွာလန်းကအဲ့ဒီမျိုးမုတ်ဆိုင်မှာမုတ်သွားဝေကြတယ်။အဲ့ဒီအချွေဘူးတွေကိတ်မုတ်ပေါင်းမုတ်အကုန်ထည့်ပါဗျ။ဟိုနောက်ပြီးနေကြစီအလူကြောင်အကုန်လုံးပဲဗျ။ဖိုတူစကားကြောင့်အဲ့ဒီမျိုးကဟင်တစားလုံးမြရှိမလို့လားဖိုတူရဲ့။ဟင်မဟုတ်ပါဘူး။ဟိုနှစ်သောင်းမိုးလောက်တည်းမှာအစုံထည့်ပြီနော်အဲ့ဒီမျိုး။ဟဲ့ဖိုတူငါတို့ချိုးချင်အောင်ယူကြအောင်လား။ဟိုချိုးချင်တော့မယူပါဘူးတော်ပေါ်ရမင်းရလေ။ ငါတို့ရွာကိုရောင်းကုန်ဝင်နေနေလှဲရီသွားကြတော့ဟိုသူတို့တွေလမ်းမှာခီးတပုတ်စားကြလီပတ်သွားစီချင်လို့ပါကွာဟိုသူတို့ကချိုးချင်မှမလို့လားမင်းစားချင်ရင်ငါဝယ်ကျေးပါမယ်ဖို့သူအဲ့လိုပြောမှတုတ်ပေါ်လေးဂျင်းနဲ့သွားတယ်အဲ့နောက်တော့သူတို့တွေမဝယ်ပြီးရွာရဲ့လင်းသမားတွေအနာများဆုံးနေရာဖြစ်တဲ့ရွာလေးကရေအိုးစင်ပြီးမှရေသာမုတ်ဆိုင်ကိုလှုပ်လိုက်ကြတယ်အဲ့ဒီချိန်မှာပဲစောင်းမတယောက် အမောဒီကောင်နေရောက်လာပြန်နေဟဲ့ဟဲ့ဟာနင်တို့ကလေမြန်လိုက်တာလှုပ်ပြီးသွားကြပြီပဲဟာအေးလှုပ်ပြီးပြီလေဘာဖြစ်လို့လဲဆောင်ရဲ့မနေ့ကအရှိပါမလေလူတွေလောဘနဲ့မုတ်တွေကိုယူသွားတာကနေအခုအဲ့ဒီဖူပေါက်ကိုဆက်မလုပ်ကြတော့ဘယ်ပိတ်လိုက်ရပြီဟာကုသိုလ်မရဘဲနဲ့အကုသိုလ်ရနေလို့တဲ့ဟမ်ဘလို့ဒါလူတွေစားဖို့အတွက်နဲ့လူတလောက်ယူလို့ရအောင်လှုပ်ပြီးထားရလေဟာ ဟိုကြိုက်တဲ့သူယူရတယ်မဟုတ်ဘူးလားအဲ့ဒါကိုဘာဖြစ်လို့လဲဟမ်အေးဟုတ်တယ်ဒါမဲ့လူတယောက်တည်းကနေအကုန်လုံးကြီးပါယူသွားတာလေဟခီးသွားလို့လို့ဘာလို့နေတယ်လေအဲ့ဒါနဲ့နောက်ရက်ထပ်ထားတော့လေထပ်ပြစ်တာပဲတဲ့အခုတော့မလုပ်တော့ဘူးဆိုပြီးတော့ရက်လိုက်ကြပြီဖိုတူတို့လည်းကြားရတဲ့တရင်ကြောင့်စိတ်မကောင်းဖြစ်သွားကြတယ်လူတွေကလေလူတလောက်ယူဖို့ခွင့်ပြုထားတယ်ဟောကျဲတလောက်ယူခိုင်းနေထင်နေရလားမသိပါဘူးဟာဟော ဘသူမှဖူးပေါင်နာမှာမနေကြဘူးလားမနေကြဘူးဟာမနေလဲသိတဲ့အတိုင်းနေရလဲပူရယ်လေနောက်ပြီးအများကုသူဆိုတော့ကိုကရက်ပြီးကြည့်နေရင်ယူအမေသူကလက်တော်နေဆိုပြီးမနေကြတာဟာစာအုပ်ပြောတာကလည်းဟုတ်နေရနဲ့ဖို့တူလည်းစဉ်းစားကြက်သွားတယ်ဟဲ့ဖို့တူငါတို့ဖူးပေါကတော့အဲ့လိုမဖြစ်စေချင်ဘူးဟာတခုခုတော့ကြိုတင်စီစဉ်အောင်ဟာပြောလို့တော့ရမှာမဟုတ်ဘူးသူတို့ကလည်းစေတနာနဲ့လှူထားရယူတာပဲဘာဖြစ်လဲလို့ပြောမှာပဲဟာ ဲ့ဒီအချိန်စောင်းကအကြံပေးတယ်။ငါတို့လီတရားကိုတခုစီယူပါလို့ပဲစာရေးထားမယ်ဆိုရင်ဘလို့လဲ။အေးကောင်းတာပဲ။အဲ့လိုလောက်တာပေါ့။မဟုတ်ရင်တယောက်တည်းနဲ့အများကြီးယူသွားလိမ့်မယ်။ဒလုံးနဲ့သူတို့တတိဖူပပြီးမှတယောက်တစ်ခုသာယူရန်ဆိုပြီးစိုင်းမော့တင်လေးထောင်းထားလိုက်ကြတယ်။ရှာရီယာလူတွေကတော့ဖူပေါင်းရဲ့ယူရဲချက်ကိုသိနေရတဲ့ အနာကဖြတ်သွားတိုင်းပီတိတွေဖြစ်နေကြရတယ်။လူကြီးနှစ်ယောက်ဆိုဒီပေါင်လေးမြင်တိုင်းကြောက်စိတ်နဲ့ပီတိဖြစ်တယ်ဗျာ။တိလား။လယ်သမားတွေဆိုလည်းဘလောက်တော့ပီတိဖြစ်လိုက်မလဲ။ခင်ဗျားစဉ်းစားကြည့်။နေဘူးကြီးလည်းလှဲမောင်းလာရတယ်။ဟောဒီရွာရောက်တော့အမောပြေမုတ်တွေအချိုကြီးတွေဟောပြီးတော့အနောက်မှာရေဦးစင်လေးတောင်ရှိသေးတယ်။မစားသည်မြင်နာနဲ့ကိုအမောပြေများဗျာ။တိလား။ဟုတ်တော်မကိုပါကြင်ဟာ။ကြုတ်လေခင်ဗျားတိုင်းပါပြီဗျ။ရွာတိုင်းရွာတိုင်း လို့ကြည့်စရာဒလိလေထားတိုင်းကောင်းမယ်လို့တွေးမိတယ်။ဒါနဲ့ဒီအိုင်ဒီယာကိုဘသူကစရရတယ်လေဗျ။ကြောက်ကြတာတော့ရွာတွေကဘာသိန်းသာဖို့ထုတို့လို့ပြောတာပဲ။အဲ့ဒီကလေးတွေစပြီးလှုပ်တာပေါ့ဗျာ။နောက်ကျရွာသားတွေလည်းပါလာကြတာပေါ့။ဥပါကျစ်စကားကြောင့်နောက်ထပ်လူကတာတုတာတုတာတုပါဗျာ။ကလေးတွေရောရွာသားတွေရောကုတို့ရတာပေါ့ဗျ။ဒါလုံးနဲ့ရွာသားတိုင်းက ဖူးပေါင်နာဖြတ်တိုင်းတာတို့တွေခေါ်သွားကြတယ်။ဒါပေမဲ့တရက်တော့ညနေခင်းမှာတော့လူနှစ်ယောက်ပေါ့စ်နာကိုရှောက်လာတယ်။ဟင်ငါမင်းကိုမပြောဘူးလားဒီမှာဖူးပေါင်ရှိပါတယ်လို့။အေးကွာဟုတ်တာနော်။ဟိုဘက်ရှော်မှာငါတို့ကြောင့်ပြတ်သွားလို့မရှိတော့ဘူးထင်းနေတာ။တော်သေးအောင်ကွာစားပေါင်လေးရှိသေးတယ်လို့။ဒီပေါင်လေးတွေရှိရအဆင်ပြေတယ်ကွာ။ငါတို့အလုံးမလုံးခင်းနေမုံစားနေရတယ်။ အဲ့ဒါကြောင့်ငါမင်းကိုပြောပါတယ်။ဟိုနေ့ကဇဲပေါ်တက်လာတဲ့ကလေးကိုဒီနေ့ပြောပြလိုက်တာ။မစိုးပါဘူးလို့။ကဲကဲပြောနေရကြတယ်။လူရှင်းလုံးလေးအဲ့တော့ဘာမှထည့်လိုက်ရအောင်ကွာ။အဲ့လိုပြောပြီးထည့်ဖို့လို့ဘဝီးမထောင်ထားတဲ့စာကို တွေ့လိုက်ရတဲ့အခါအမတယောက်တကူစိုးပါလား။အရေးမပါတာလေ။အဲ့လိုနေဆောင်ရွက်ကိုအောက်ကိုပြစ်ချလိုက်ပြီး မုတ်တွေကိုယူလာတဲ့ဇလိုက်တွေအကုန်ပြစ်ထည့်နေရောတဲ့။ အဲ့ဒီရဲ့ချင်းရွာလေးကနေဘိုးကြီးနဲ့တုပ်ဘောတို့နှစ်ယောက်ကဖုဘကိုရှောက်လာကြတယ်။ဟဲ့အောင်ဘိုးကြီးမင်းမျိုးရောက်နေရနေငါတို့ဖုဘကိုမမြင်မှုသေးဘူးမလား။မင်းမြင်လေလုံးဝအောင်ကြွေစင်းသွားမှာနော်။အမအညွတ်ကတော့ရှယ်ဟိငါနေမြင်အောင်မြင်ချင်လာပြီ။အဲ့လိုပြောရင်လာနေတော့အဝေးကနေ လူနှစ်ယောက်မဟုတ်တည်းထဲ့နေအောင်မြင်လိုက်ရတယ်။ဟဲ့အောင်ခုမှလူနှစ်ယောက်ဘာလို့နေရလဲမသိဘူးကွာ။ဟာပြဿနာပဲ။ ဲ့ဒါဖူပေါက်နေဟာကကြည်ရတာလောဘသမားတွေတင်နေလာလာဘိုးကြီးငါတို့သွားတရအောင်ဒါနဲ့ဘိုးကြီးနဲ့တော့ပေါ်လေးအဲ့ဒီကိုအပြေးလှသွားလိုက်ကြတယ်ဘိုးကိုရောက်တော့တော့ပေါ်ကဟဲ့လူဟဲ့လူအဲ့ဒါဘာလုပ်နေရလဲတယောက်တစ်ခုပဲယူရမယ်လို့စားရထားရလေဗျာမမြင်ကြအောင်လားဗျမင်းတို့စေတနာနဲ့လှူထားပဲမဟုတ်လားကွအခုငါတို့ကမင်းတို့စေတနာကိုဂုံပြူတဲ့နေနဲ့ ယူပြီးနေရလေကွာအဲ့ဒီရဲ့ဂျင်းတုတ်ပေါ်ဟာမြေကြီးပေါ်ရောက်နေတဲ့သူတို့ရဲ့တခုပဲယူပါဆိုတဲ့ဆိုင်းမော်လေးကိုမြင်ပြီးဒေါသထွက်သွားတယ်။ဒါကစေတနာကိုဂုံပြူတာမဟုတ်ဘူး။လောဘကြီးတာဗျလောဘ။တုတ်ပေါ်စကားကြောင့်လူတစ်ယောက်ကဟာစကကြီးစကကြီးကြီးပြောနေပါလား။မင်းနဲ့ကဘိုင်ဝမ်းဆွဲမလား။ရရလေဆွဲကြတာပေါ့။ရှုံးရင်တော့မုတ်တွေကိုထားခဲ့ပြီးအသာတကြီးလစ်နော်။ဟေးအောင်တုတ်ပေါ် မင်းဘာလုပ်နေရလဲဟိုကနှစ်ယောက်နော်ဟာငါတို့လည်းနှစ်ယောက်ပဲလေကွာမင်းရလေအဲ့တော့မှဘိုးကြီးလေသူပါချရတော့မင်းဆိုတော့တိသွားတယ်ဟမ်ငါရောလားဒီလိုနဲ့သူတို့တတိလောဘသမားနှစ်ယောက်ကိုရှစ်တလောက်အားလီနဲ့တိုက်ခိုက်နေရတယ်အဲ့ဒါကိုဘိုးကြီးနောက်လိုက်လာတဲ့အောင်ဘူးနဲ့မောင်ဘူးကမြင်သွားပြီးမောင်ဘူးကဟာကုမာ ကိုဘိုးကြီးနဲ့ကိုတော်ပေါ့ဘာဖြစ်နေကြလဲမသိဘူးကွာလာလာလာတွားကြည့်အောင်အဲ့လိုပြောပြီးထွက်သွားမယ်အလုံးအောင်ဘူးပါဖျောင်းမတွားနဲ့လာငါတို့တွားရင်လည်းငါတို့ပါချခံနေရမှာဒီကိစ္စအောင်လीကိုကြီးဖိုးထူးလို့တွားပြောအောင်ငါတို့ဖြည့်ရှင်းနိုင်မယ့်ကိစ္စမဟုတ်ဘူးကွာဒါနဲ့တို့တို့တွေရွာထဲကိုပြန်ပြေးသွားကြတယ်တမမတော့ဖိုးထူးတို့၃ယောက်ကတကြီးအိမ်မှာ ဖူစပေါင်းနဲ့ပတ်သက်ပြီးလိုအပ်တာတွေကိုပြောနေကြတာပါ။အခုကနေရသည်ဆိုတော့အေးလိုတဲ့တကြီးရဲ့အေးရလေအပူကြီးထဲထားရတော့ပူတော့တော့မကောင်းဘူးဗျ။အဲ့ဒါကြောင့်ကျွန်တော်တို့ကဟိုရေခဲပုံးလေးတစ်ပုံးတော့ဝယ်မလားလို့စဉ်းစားနေကြတာ။အဲ့ဒီအချိန်မှာပဲဖိုးတူအိမ်ကိုပြေးသွားနေတဲ့အမှုတို့အမှန်ကြီးကတကြီးအိမ်ထဲကနေဖိုးတူထန်ကြပြီးပြင်းဝင်လာကြတယ်။ကိုိဖိုးတူကိုိဖိုးတူပြဿနာတော့တက်နေပြီဗျ။ အာဘူးတို့ပုံစံကအမောတကောဖြစ်နေရနေငပိန်ကဟျောင်းနေဘာဖြစ်လာကြတာလဲဒီကုန်းလုံးလေးချွေးနေဟိုရွာတိကဟိုရွာတိကဖူးစပါမှာကိုဘုံကြီးနဲ့ကိုတူဘောတို့လူကြီးနောက်နေရှမ်းပြစ်နေရဲ့ဗျမကောင်းတော့ဘူးမောင်ဖို့စကားကြောင့်ဖိုတူလေးထိတ်လန့်သွားတယ်ဟာကြည့်ရတာလောဘသမားရင်းနဲ့တွေ့နေကြတာတင်းနေတကြည်ဟိုတကြည်လေတခါလေးလိုက်ခဲ့ပါလားဗျအေးအေးကြောက်လိုက်ခဲ့မင်းကဲဟွန်ကြီးကိုနေရ ရှိကနေလမ်းပြဆန်းဒီလိုနဲ့ပိုတူငပိန်မိဝိုင်းနဲ့တကြီးတို့အမှုနဲ့မဘူးနောက်ကနေလိုက်သွားကြတယ်။ဒါမဲ့လေဟိုကိုရောက်တော့ဖူပေါက်တစ်ခုလုံးပျက်စီးနေပြီးအာလူသီထာနေရဲ့မျက်နှာတွေနဲ့ဘိုးကြီးနဲ့တော်ဘောတွေ့လိုက်ရတယ်။တော်ဘောကဖိုးထူးတို့ကိုမြင်တော့စိတ်မကောင်းနေမျက်နှာနေ။ငါတို့အစွမ်းကိုတားခဲ့ပါတယ်ဖိုးထူးရ။အေးပါငါသိပါတယ်ကွာ။ မင်းတို့အပြစ်မပြောပါဘူး။ဘယ်တတ်နိုင်မှာလဲ။လောဘနဲ့လူတွေကလည်းရှိကြတာကိုကွ။သူတို့ဘယ်ဘက်ကိုထွက်သွားကြလဲ။သွားတာရောကြာပြီလား။သွားတာမကြသေးဘူး။မင်းတို့နဲ့ရှေ့ရှင်းနောက်ဆင်မယ်။အခုလိုက်ရင်တော့မှီအောင်မယ်တင်နေ။အေးဟုတ်ပြီ။ဖို့တို့ငါနောက်လိုက်ခဲ့။ငါတို့သွားဖမ်းကြမယ်။ငပိအဲ့လိုပြောလိုက်တော့တကြီးဟာကြုံလဲလိုက်ခင်မင်း။တော့ငပိရှေ့ရနေ။ဒလုံနဲ့၃ယောက်သား ောက်ကနေလိုက်သွားကြသည်တပတ်မှလည်းလောဘသားနှစ်ယောက်ကမုတ်တီကိုယူပြီးတက်ကြွတဲ့ခြေလန်းနေနဲ့နောက်တနေအောင်ကူးနေကြသည်ဒီမုတ်တီရှိတာငါတို့ပတ်စံတော့အကုန်ချတတ်တာရယ်နော်တာတို့တော့ခေါ်ပါလိလို့ရကျူနေအောင်မြန်မြန်ယူပေးလိုက်တာပေါ့ကွာဒါကိုတယောက်ကလည်းထောက်ခံနေဟုတ်ပါကွာငါတို့မှမယူရင်ယူမဲ့သူလည်းရှိမဲ့ပုံမပေါ်ပါဘူးဟမ် အဲ့ဒီအချင်းလူပြတဲ့နေရာတစ်ခုကိုရောက်လာကြပြီးတော့ဓမြတိုက်တာခံရတော့တယ်ဟေးပါဓမြအကုန်ပိတ်စမ်းလောဘသမားနှစ်ယောက်လည်းကြောက်လန့်ပြီးတော့ဟိုမမရှိပါဘူးမရှိပါဘူးကျွန်တော်တို့ကဒီတိုင်းတနေ့လုံးမှတနေ့စားရတဲ့လူတွေပါဘာတနေ့လုံးမှာတနေ့စားရတာလေဟမ်တလောက်မုတ်တိအများကြီးဝဲလာတာတနေ့လုံးမှာတနေ့စားလာကွာဟိုဒီဒီဒီဘုတ်ကကျွန်တော်မှမဟုတ်ပါဘူး तू ူမပါသူမ။အဲလိုနဲ့သူနဲ့အတူပါလိုက်လူတယောက်ကိုနှဲချလိုက်တယ်။အော်တတော်ကောင်းနေကောင်။အရေးတုံမငါ့ကိုသေရင်းပို့တယ်ပေါ့။ဒါလည်းကျွန်တော်မှမဟုတ်ပါဘူးဗျာ။ဓမြတွေလေသူမုံကူမုံနဲ့နားညိလာတာဆိုတော့အာတိတ်ကြဆန်းမင်းတို့မဟုတ်ဒီဘသူမှစိတ်ဝင်ဆောင်နားကိုညိနေရပဲ။အဲ့လိုပြောပြီးဘာမှမချတော့ဓမြတွေလည်းဒီတိုင်းမသွားပဲထိုးချိတ်ပြီးမှထွက်သွားကြတယ်။ အိမ်နောက်တော့ဓမြတယောက်ကအေးဒါဘာမှမပါပဲနားညောင်းလို့အပြစ်ပေးတာဟဲ့အောင်လာသွားမယ်မုတ်တွေအများကြီးကိုင်းလာလို့ဘောစီမတ်တယ်ဘဲကခိုးလာကြတယ်ပစ္စည်းလည်းမသိပါဘူးလူနှစ်ယောက်ကတော့သူတို့ခုနကတဘောတို့ကိုထိုးခဲ့တယ်လို့မျက်နှာမှာအလူတွေထားပြီးလဲကျနေရပါခဏနေတော့မှအဲ့နေရာကို ဖိုးထုတ်တော်တွေရှောင်းလာတယ် အခြေအနေမကောင်းတဲ့ကြီးသူတို့တွေအထုတ်ခံထားရပြအဲ့ဒီရဲ့ချင်းတတိပြန်ရလာတဲ့လောဘသားတယောက်ကကြောက်ကြောက်လန့်လန့်နဲ့ပြောတော်တယ်ကျွန်တော်တို့ကဘာမှမလုပ်ပါနဲ့ဗျာဘာမှမလုပ်ပါနဲ့ဒီမုတ်တရားလေကျွန်တော်တို့သူများကုသိုလ်ယူထားတာကိုလောဘစိတ်တက်ပြီးတော့ယူလာမိတာပါကျွန်တော်တို့တော့ချမ်းသာပြီပါဗျာနောက်နောက်ဒါမျိုးမလုပ်တော့ပါဘူးဖိုးထုနဲ့ငပင်လေးဒီမြင်ခွင်းကိုမြင်တော့ပြုံးလိုက်ကြတယ်တကြီးကဒါကိုကြည့်ပြီးတော့ ကြည့်ရတာလောဘသားတွေတော့အမြင်မှန်ရှာသွားပြီတင်နေဖို့ထူးနိုင်ကပင်ရကဲဒါဖြစ်လေကျုပ်တို့သူတို့ဒီတိုင်းလေးဖန်းခေါ်လာခဲ့ပြီးထိတ်တုံခတ်ထားလိုက်တာပေါ့ကွာတကြီးအဲ့လိုပြောလိုက်တော့ဖို့ထူးနိုင်ငပင်လေးလောဘသားနှစ်ယောက်ကိုသတိမိနေရာကနေနှိုးပြီးတော့ရွာလေးကိုခေါ်လာခဲ့တော်တယ်